မပြေလည်တဲ့ចောင်းသားကိုဘလောက်တော်ပါစေနှိတ်ချဆက်ဆံနေရဲ့ဆ iam အကြောင်းရွေးဖွင့်လာတဲ့ចောင်းသားမိဘတို့မိင်္ဂလာပါပြိသက်ကြီးတို့ခုတခါမှာတော့ចောင်းသားမိဘတိုင်းနေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခတစ်ခုကိုចောင်းသားမိဘတယောက်ကတတိရှိစွာနဲ့အခုလိုရင်ဖွင့်လာခဲ့ရပဲဖြစ်ပါတယ်ဒီမျိုးသမီးကတော့ စင်ငယ်မာတာတယောက်ဖြစ်ပြီးသူ့ကလေးကိုပညာတကြီးဖြစ်စေချင်လို့မယားမကစ조사ရုံးကန်ပြီးကြောင်းထားခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကြောင်းတက်နေပြီမဲ့ရလက်ကထူးမလာပဲနေ့စဉ်နေတိုင်းကြောင်းသားတွေကိုအကြောင်းမရှိအကြောင်းရှာပတ်စံတောင်းတာနဲ့သူတို့ကျရှင်မှာမနေရသူဆိုမျက်နှာသာမပိစူပူချိန်မောင်းတာတွေကိုလည်းကလေးတွေအများစွာကြုံနေရတော့ကြောင်းသားမိဘတွေအစအခုလိုတယောက်တည်းအရေးစွပ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဆီယမတိုင်းကိုမပြောလို့ပေမဲ့တချို့ဆီယမတွေကျူရှင်အတင်းကျူခိုင်းမိဘတွေအစီပြေလားမပြေလားမသိသူတို့ပတ်စံရဖို့ပဲစဉ်းစားကျူရှင်မတက်တဲ့ကလေးကိုဖိအားပေးပညာရေးလောကအတော်စိတ်ကုံစရာကောင်းလာခဲ့တာပါကျမတို့လက်ထက်မှာကိုရင်ကြုံခဲ့ရဖို့ပါဆီယမအများစုအရန်ကိုဆိုကြပါသူတို့စီမှာကျူရှင်မတက်နိုင်တဲ့ကလေးတွေဆိုရင်ရန်လောက်ခံရရင်အပြစ်ရှာခံရရင်ဆ iam တွေကြောက်လိုက်ရတာကျမတို့မှာဘလောက်ထိခံရလဲဆိုတာចောင်းသားမိပါတိုင်းသိကြမှာပါကိုပိုင်ចောင်းထားအောင်စာတီချမတင်မဲ့ တောင်ဝင်ချင်းအဖြစ်ပဲတင်ပြီးပြစ်ထားတယ်။ကလေးပြန်လာရင်စလုံးပေါင်းမှလည်းမရှင်းပြအမှန်ချစ်ပြီးငင်းကြောင်းလည်းမတားတတိတ်ကလေးလက်နေသူ့ဘာသာသူတားပြီးစာရေးရလည်းရေးလက်သားလည်းတိကျမသိစာအုပ်တွေလည်းထည့်ပေးလိုက်ပေမဲ့ကလေးကမသိနားမလဲလို့မြန်မာအင်္ဂလိပ်သင်ချာတအုပ်ထဲရောရည်ရတယ်သူတို့ကမရှင်းပြအမှန်တွေချစ်ပေးတာမျိုးတွေလောက်ကြရေးဆိုပြီးဖွင့်ဟလာတာပဲဖြစ်ပါဒါကြောင့်မလို့တချို့မိဘတွေကလည်းအမှန်ပဲကျမမူလာတန်းကနေအလေတန်းထိဆရာဆရာမတွေအကုန်စာသင်နေတော့ကြသလို့ သဘောကောင်းပြီးစေတနာအပြည့်တင်ပေးကြရင်အဲ့ဒါတော့ကျမတို့ကြောင့်ကရွာကြောင်းဆိုတော့ကျောင်းသားကျောင်းသူအရေးတွက်များတယ်။ဆရာဆရာမအင်အားအရန်နေတယ်။အဲ့ဒါကြောင့်သူတို့ဘာသာရမှာမဟုတ်ဘူး။ဘာသာစုံအတန်းတိုင်းသင်ရတာတချို့ဆရာမဆိုတဒန်းကိုနှစ်ဘာသာယူပြီးတဒန်းဝင်တဒန်းထွက်နားချိန်ဆိုတာလုံးဝမရှိဘူး။ဒါတော့ကျောင်းပိတ်စနေတင်းကနေမှစနေအချိန်ပို့ခေါ်ပြီးသင်ပေးသေးရဲ့။လေးနဲ့ရှစ်တန်ညအချိန်ပို့ခေါ်ပြီးကျောင်းမအိတ်ခိုင်းပြီးသူ့ချိန်နဲ့သူစကြက်ခိုင်းတာဆရာမတွေတညာတယောက်အလဲကြဆောင်ပေးပြီ မိဘတွေဆိုတညာနှစ်ယောက်အဲလိုဆောင်ခိုင်းပြီးကြည်ပေးတယ်။စာကြက်ခိုင်းနေစာအုပ်တင်ပြီးရက်ထိမိကွန်းထုတ်ပြပြီးအလို့ဖြေခိုင်းတာမရမချင်းအဲ့လိုလုပ်ပေးရမနဲ့အစောကအစာထားပြန်အဲ့လိုကြည်ပေးရတူရှင်လုံးဝမလို့ဘူးအဲ့ကနေကိုရန်ဆယ်တန်းရောက်တော့ရွာမှာအလင်းန်းထိပဲရှိတော့ကြောင်ပြောင်တရရတူရှင်မတက်နိုင်မျက်နှာငရရတူရှင်သမားတွေကသူတို့ရပြီးတင်ပြီးပြီးသူတို့တက်တယ်ဆိုတဲ့အချိုးနဲ့ရှေ့ကအသက်ကုန်အော် အဲ့ဆရာဆရာမတွေကလည်းအိမ်မှာပေါ်တာဖြင့်ကျူရှင်ဖွေနာတဲ့သူတွေကြီးပဲမဟုတ်ရင်တော့အပြင်ကျူရှင်မှာဂိုက်လုံနေတဲ့ဆရာဆရာမတွေဖြစ်နေရသူတို့ကျူရှင်တဲ့ကလေးတွေပဲတီးကြခရူးဆိုင်ကြတာကျန်တဲ့သူတွေကြတော့ရှားရမြန်ရခရူးမဆိုင်ကြတော့တာကျူရှင်အစွမ်းအမကန်မျက်နာကလိုက်သိဒရမာတင်ခဲ့တဲ့ဆရာမတွေတောင်အယမ်းပြန်လို့ခြင်းပြီးရဲ့အဲ့ဒီချိန်မှာတနေ့လောက်တနေ့စာစားဖို့တောင်အနိုင်နိုင်စူးစမ်းရုံးကန်နေရတဲ့သူတွေအတွက်ကျူရှင်ဆိုရာကြီးမျှော်လင့်နေုံမှာ အဲ့ဒါကြောင့်ကြည်ရှင်ဖွင့်တာတင်တာမဖွင့်နဲ့မတင်နဲ့မပြောပါဘူးမတက်နိုင်တဲ့ကလေးတွေကိုမခွဲချပေးမြမြတရာကယူဆိုင်တင်ပေးတင်နေကြည်ရှင်မတက်နိုင်တဲ့သူတွေဆိုပိုလို့ရောင်ကယူဆိုင်တင်တာလေကိုချင်းစာကြပါမခွဲချကြပါနဲ့မျက်နှာမလိုက်ကြပါနဲ့အတက်ပြဆရာဆရာမတွေမလုပ်ကြပါနဲ့ခုနောက်ပိုင်းကြည်ရှင်မမထားနိုင်ရင်မတက်နိုင်ရင်လူရမဝေဖြစ်နေပြီအကုံလုံးမစိုးလို့ပါတချို့နေရာတချို့ဆရာဆရာမတွေကိုတည်တည်ကြမှာရေဆိုပြီးចောင်းသားမိဘတွေကခုလိုရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ဆရာကဆရာစိတ်ရှိရင်အလုံးအစင်ပြေပါဘာတနာမပါဘဲနဲ့အလုံးမရှိလို့လူလေးစားအောင်တော့နေရင်တော့သူတို့အတွက်အနေခက်တယ်လို့ကလေးတွေအတွက်လည်းမကောင်းပါဘူးခုကြည့်နေရသူတွေရောအခုလိုအသက်ပြားဆရာဆရာမတွေနဲ့ကြုံပူးကြလားမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ရာသီပေါင်းမှုချက်စားရကနေအစိတ်တင်ပြီးကလေးမိခင်အမျိုးသမီးတအူးတိတ်ဆုံးကကိုဝိဇာအမျိုးသမီးတအူးကိုဝင်ပြတ်ကြမင်္ဂလာပါပရိသတ်ကြီးတို့ရေ အခုလိုမိုးတင်းချိန်ကာလမှာတော့ကောက်ရိုးမုံနဲ့ရာသီစသဘာဝမုံတစ်နှစ်တစ်ခါပေါ်တဲ့ဖက်ဆုပ်မုံလေးတွေလည်းများစွာပေါက်လာပြီးတောသူတောင်သားတွေအမြဲခူပြီးချက်စားတတ်ကြပါယ်။ဒါ့ပေမဲ့မုံအနေရဲ့ကင်းစွာစားသုံးနိုင်တဲ့မုံအမျိုးအစားများစွာရှိသလိုအစိမ့်ရှိတဲ့မုံတွေလည်းများစွာရှိပါယ်။အစိမ့်ရှိတဲ့မုံများအနက်ကတော့အချို့မှာပြင်းထန်စွာအစိမ့်တင်စေပြီးအသက်ဆုံးရှုံးတဲ့အထိကိုဖြစ်သွားခဲ့ရပါယ်။ခုတကမှလည်းချင်းပြီနဲ့တွန်းဆန်းမြုပ်နဲ့ ဘိုင်းဘက်ဂျေးပါနဲ့ကလေးမိခင်အသက်32နှစ်အရွယ်ဒေါ်ဂျိန်လန်ညုံကတော့ယာတီပေါ်မှုချက်စားရကနေအစိတ်တင်ပြီးအိန္ဒိယနိုင်ငံမဏိပူရာပြည်နဲ့ချူလာချံမှုခရိုင်ဇေယုံကြီးမှာဒီကနေ့ဇွန်လ17ရက်နေ့မှာတည်ဆုံသွားခဲ့ကတွန်းဆန်မြို့နယ်မှာကိုဝင်စားအမျိုးသမီးတဦးလဲယာတီပေါ်မှုစားမိလို့ကိုဗစ်ပြတ်ကျသွားခဲ့ရပါတယ်ပြီးခဲ့တဲ့ဗုဒ္ဓဘူးနေ့ဇွန်လ၄ရက်နေ့မှာတောင်ညာသွိုင်းရင်မှုတွေပေါ်တော့တဲမှာပဲချက်စားလိုက်ကြတာပါအဲ့ကနေညနေကျတော့ဘိုင်းနာပြီးနေမကောင်းစားဖြစ်တဲ့ အိမ်မှာစီမီတော်လေးတွေနဲ့ကိုရင်တဖြည်းဖြည်းအချိန်လေးဆိုးလာတော့စနေနေ့မှာကြီးခါမျိုးပြည်သူစေယုံကိုပို့လိုက်တယ်ကြီးခါမျိုးပြည်သူစေယုံကနေတနင်္လာနေ့မှာသတိလစ်ပြီးမတက်တာတော့ချူလာချံဖို့ခရိုင်စေယုံကြီးကိုလွှဲပေးလိုက်တာဖြစ်ပါတယ်အဲဒီချိန်မှာတော့အသေးကအတော်ပြက်စီရောအကူမရတော့ပါဘူးအဲ့ကနေဇွန်လ17ရက်နေ့မနက်ပိုင်းမှာလန်ခစီယုံဒီကနေကွယ်လွန်သွားခဲ့ပါတယ်။မိုးကြတာစောပြီးမိုးတွေပေါက်လာတာလည်းစောလို့ဖြစ်နိုင်ပါတယ်။ဒီနေ့မိုးအစားမှားတဲ့လူတွေဂျိုကြားဂျိုကြားပို့ကြလာရပါတယ်။ ဒီမနက်လန်ခသေယုံကနေဘိုင်းဘက်ရွာသူတို့တီးဆုံးခဲ့ပါအခုလဲအနီးပတ်ဝန်းကျင်ရွာကကိုဝင်စာအမျိုးသမီးတို့လဲမှုစာမှာပြီးကိုဝင်ပြတ်ကြခဲ့ပါဒီအမျိုးသမီးလဲလန်ခသေယုံမှာပဲကုသနေရပါသူမလဲမျောလင်းချက်အရန်နေတယ်လို့တွန်ဆန်းမြို့နယ်မှာအမျိုးသမီးအရေးဆောင်ရွက်သူတို့ကပြောပြပါတိဆုံးသူဒေါ်ကျိန်လန်းညွန့်မှာယောက်ျားနဲ့အတူလူမမေကလေး၂ဦးကြန့်ရှိခဲ့ပြီး အလောင်းကိုလမ်ခါမြို့ကနေကြီးခါမြို့အနီးမှာရှိတဲ့ဘိုင်းပတ်ကြီးရွာတို့တည်ဆောင်ခဲ့ကဇွန်လ12ရက်နေ့မှာတကြိုသွားမှာပဲဖြစ်ပါတယ်။အခုလိုမှုအစိတ်တဲ့တဲ့လူတွေများလာတာကြောင့်အလုံးလေးသတိထားကြဖို့တင်ပြလိုက်ရပါတယ်။အဆုံးတိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မပြေလည်တဲ့ကြောင်းသားကိုဘလောက်တော်ပါစေနှိမ့်ချဆက်ဆံနေရဲ့ဆီယမအကြောင်းရွေးဖွင့်လာတဲ့ကြောင်းသားမိဘတို့။မိင်္ဂလာပါပရိသတ်ကြီးတို့ ခုတခါမှာတော့ចောင်းသားမိပါတိုင်းနေ့စဉ်ကြုံတွေ့နေရတဲ့ဒုက္ခတစ်ခုကိုចောင်းသားမိပါတယောက်ကတတ်တည်ရှိစွာနဲ့အခုလိုရင်ဖွင့်လာခဲ့ရပဲဖြစ်ပါတယ်ဒီမျိုးသမီးကတော့ စင်ကယ်မာတာတယောက်ဖြစ်ပြီးသူ့ကလေးကိုပညာတတ်ကြီးဖြစ်စေချင်လို့မယမကစ조사ရုံးကန်ပြီးကြောင်းထားခဲ့တာပဲဖြစ်ပိုင်ဒါပေမဲ့လည်းကြောင်းတက်နေပြီမဲ့ရလက်ကထူးမလာပဲနေ့စဉ်နေ့တိုင်းကြောင်းသားတွေကိုအကြောင်းမရှိအကြောင်းရှာပတ်စံတောင်းတာနဲ့သူတို့ကျူရှင်မှာမနေရဲ့သူဆိုမျက်နှာသာမပိစူပူကျိမ့်မောင်းတာတွေကိုလည်းကလေးတွေအများစွာကြုံနေရကြတော့ကြောင်းသားမိဘတွေအစအခုလိုတယောက်တည်းအရေးစွပြောလာခဲ့တာပဲဖြစ်ပိုင်ဆီယာမတိုင်းကိုမပြောလို့ပေမဲ့တချို့ဆီယာမတွေကျူရှင်အတင်းကျူခိုင်း မိဘတွေအဆင်ပြေလားမပြေလားမသိသူတို့ပတ်စံရဖို့ပဲစဉ်းစားကြည်ရှင်မတက်တဲ့ကလေးကိုဖိအားပေးပညာရေးလောကအတော်စိတ်ကုံစရာကောင်းလာခဲ့တာပါကျမတို့လက်ထက်မှာကိုရင်ကြုံခဲ့ရဘူးပါဆီယမအများစုအရန်ကိုဆိုကြပါသူတို့စီမှာကြည်ရှင်မတက်နိုင်တဲ့ကလေးတွေဆိုရင်ရန်လောက်ခံရရအပြည့်ရှာခံရရဆီယမတွေကြောက်လိုက်ရတာကျမတို့မှာဘလောက်ထိခံရလဲဆိုတာចောင်းသားမိဘတိုင်းသိကြမှာပါကိုပိုင်ចောင်းထားရအောင်စာတီချာမတင်မဲ့တောင်ဝင်ချင်းအဖြစ်ပဲတင်ပြီးပြစ်ထားတယ် ကလေးပြန်လာရင်စလုံးပေါင်းမှလည်းမရှင်းပြအမှန်ချစ်ပြီးငင်းကြောင်းလေးမတတတိတ်ကလေးလက်နေသူ့ဘာသာသူတာပြီးစာရေးရလက်ရေးလက်သားလေးတိကျမသိစာအုပ်တွေလည်းထည့်ပြီးလိုက်ပေမဲ့ကလေးကမသိနားမလည်လို့မြန်မာအင်္ဂလိပ်သင်ချာတအုပ်ထဲရောရည်ရတယ်သူတို့ကမရှင်းပြအမှန်တွေချစ်ပြီးတာမျိုးတွေလောက်ကြရဆိုပြီးဖွင့်ဟလာတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့တချို့မိဘတွေကလည်းအမှန်ပဲကျမမူလာရန်ကနေအလေတန်းထိဆရာဆရာမတွေအကုန်စာသင်နေတော့ကြသလိုသဘောကောင်ပြီးစေတနာအပြည့်သင်ပေးကြတယ် ဲ့ဒါတော့ကျမတို့ចောင်းကយွာចောင်းဆိုတော့ចောင်းသားចောင်းတို့အရေးကြံများတယ်။ဆရာဆရာမအင်အားအရန်နေတယ်။အဲ့ဒါကြောင့်သူတို့ဘာသာရမှာမဟုတ်ဘူး။ဘာသာစုံအတန်းတိုင်းသင်ရတာတချို့ဆရာမဆိုတဒန်းကိုနှစ်ဘာသာယူပြီးတဒန်းဝင်တဒန်းထွက်နားချိန်ဆိုတာလုံးဝမရှိဘူး။ဒါတော့ចောင်းပိတ်စနေတနင်္ဂနွေမှာစနေအချိန်ပို့ခေါ်ပြီးသင်ပေးသေးရဲ့။လေးနဲ့ရှစ်တန်းညအချိန်ပို့ခေါ်ပြီးကျောင်းမအိတ်ခိုင်းပြီးသူ့ချိန်နဲ့သူစကြက်ခိုင်းတာဆရာမတွေတညာတယောက်အလဲကြဆောင်ပေးပြီ မိဘတွေဆိုတညာနှစ်ယောက်အဲလိုဆောင်ခိုင်းပြီးကြည်ပေးတယ်စာချက်ခိုင်းနေစာအုပ်တင်ပြီးရက်ထိမိကွန်းထုတ်ချက်ပြီးအလို့ဖြေခိုင်းတာမရမချင်းအဲလိုလုပ်ပေးရမနဲ့အစောကစာထပြန်အဲလိုကြည်ပေးရကျူရှင်လုံးဝမလုပ်ဘူးအဲကနေကိုရန်ဆယ်တန်းရောက်တော့ရွာမှာအလယ်နန်းထိပဲရှိတော့ကြောင်ပြောင်တရားကျူရှင်မတက်နိုင်မျက်နှာငရဲကျူရှင်သမားတွေကသူတို့ရပြီးတင်ပြီးပြီးသူတို့တက်တယ်ဆိုတဲ့အချိုးနဲ့ရှေ့ကအသက်ကုန်အော အဲ့ဆရာဆရာမတွေကလည်းအိမ်မှာပေါ်တာဖြင့်ကျူရှင်ဖွင့်ထားတဲ့သူတွေကြီးပဲမဟုတ်ရင်တော့အပြင်ကျူရှင်မှာဂိုက်လုံနေတဲ့ဆရာဆရာမတွေဖြစ်နေရသူတို့ကျူရှင်တဲ့ကလေးတွေပဲတီးကြဖြူဆိုင်ကြတာကျန်တဲ့သူတွေကြတော့ရှားရမြရခရုမဆိုင်ကြတော့တာကျူရှင်အစွမ်းအမကန်မျက်နှာကလိုက်သိဒရမာတင်ခဲ့တဲ့ဆရာမတွေတောင်အယမ်းပြန်လို့ခြင်းပြီးရဲ့အဲ့ဒီချိန်မှာတနည်းလို့တနည်းစာစားဖို့တော့အနိုင်နိုင်စူးစမ်းရုံးကန်နေရတဲ့သူတွေအတွက်ကျူရှင်ဆိုရာကြီးမျှော်လင့်နေုံမှာ အဲ့ဒါကြောင့်ကြည်ရှင်ဖွင့်တာတင်တာမဖွင့်နဲ့မတင်နဲ့မပြောပါဘူးမတက်နိုင်တဲ့ကလေးတွေကိုမခွဲခြားပေးမြတ်မြတ်တရာကယူဆိုင်တင်ပေးတင်နေကြည်ရှင်မတက်နိုင်တဲ့သူတွေဆိုပိုလို့ရောင်ကယူဆိုင်တင်တာလေကိုချင်းစာကြပါမခွဲခြားကြပါနဲ့မျက်နှာမလိုက်ကြပါနဲ့အတက်ပြဆရာဆရာမတွေမလုပ်ကြပါနဲ့ခုနောက်ပိုင်းကြည်ရှင်မမထားနိုင်ရင်မတက်နိုင်ရင်လူရမဝင်ဖြစ်နေပြီအကုန်လုံးမဆိုလိုပါတချို့နေရာတချို့ဆရာဆရာမတွေကိုတည်တည်ကြမှာရေဆိုပြီးចောင်းသားမိဘတွေကခုလိုရင်ဖွင့်ပြောပြလာခဲ့တာပဲဖြစ်ပါတယ် ဆရာကဆရာစိတ်ရှိရင်အားလုံးအဆင်ပြေပါ යි ဝါသနာမပါဘဲနဲ့အလုံးမရှိလို့လူလေးစားအောင်တော့နေရင်တော့သူတို့အတွက်အနေခက်တယ်လို့ကလေးတွေအတွက်လည်းမကောင်းပါဘူးခုကြည့်နေတဲ့သူတွေရောအခုလိုအသက်ပြဆရာဆရာမတွေနဲ့ကြုံပူကြလားမိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်